တချို့လူတွေကစားတတ်တယ်အကြမ်းမြင်ဘုဟုတ္တအလွန်များတယ်အဲ့လိုဘုဟုတ္တများတဲ့အတွက်ကြောင့်မန်ဝင်ကြတယ်ပေါ့နော်သူတော်ကောင်းတွေကိုပြင်မမိတယ်ကိုကိုကိုအထင်ရောက်တယ်မန်ဝင်ရဟိုဘက်မှာဆက်ပြီးတော့မှားတရားတွေကတတိတတန်းကြီးပဲဟုတ်လားအဲ့လိုမန်ဝင်ပြီးတော့မှားကြပြီဟဲ့ဆိုရင်ဘာနဲ့တူလဲဆိုရင်နဲ့မိမတယောက်အစင်းလှလို့ပြည်တစာမှဖြစ်ရတာနဲ့တူနေတယ်ဟောပြည်တစာမှဖြစ်ရအောင်လှတာဆိုရင်တော့အဲ့ဒီလှတာမလှတာမှတော်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ လော်ကောင်းတဲ့ဥပမာလဲစဉ်းစားကြည့်နော်မိမတယောက်လှတယ်လှလွန်းမှုပါဖြစ်သွားတယ်ပြည်သာမှဖြစ်သွားတယ်ပြည်သာမှဖြစ်မှဆိုရင်တော့ဇာတဲ့ဇာမလှတာပိုသေးတယ်လို့ပြောတာဒါတုတ္တနဲ့ပတ်သက်ပြောဆိုရဲအလိုဥမာပေးဟောတချို့ပညာတက်တယ်အတိကြီးတယ်ဒါပေမဲ့အဲ့ဒီပညာကြောင့်ကိုပဲမာတက်လာတယ်အဲ့ဒါကြတော့ဘာနဲ့တူလဲဆိုရင်တဲ့လူတယောက်အတ္တတို့မြင်ကြီးရတယ် မြင်းပြန်လိုဟာမျိုးပေါ့အလွန်ကောင်းတဲ့မြင်းအာဇာနည်မြင်းပေါ့အဲ့ဒီမြင်းကြီးလဲရရောတက်စီတယ်မကျွမ်းတဲ့အခါကျတော့မြင်းစီကမကျွမ်းတဲ့အခါကျတော့မြင်းဘောကလိမ့်ကြပြီးပေါင်ကျိုးရောပေါင်ကျိုးမှမြင်ရင်တော့ဒီမြင်းကမရတာတော်သေးတယ်ပေါ့မန်တက်ရမှမြင်ရင်တော့ဒီပညာမတတ်တာတော်သေးတယ်ပြောခိုင်ဘလောက်ကောင်းတော့မန်တက်မဲ့တက်တဲ့မန်တက်ဖို့အတွက်တက်ရတဲ့ပညာဆိုရင်မတတ်တာတော်သေးတယ်ဆိုလိုတာက ပညာတက်ရတာနဲ့မကာမိမန်ဖြစ်ရတာကိုပို့ပြီးတော့နာတယ်ထိကြိုက်တယ်လို့ပြောတာသဘောပေါက်ရဲ့လားနောက်ဘုံဘုံတို့တက်ကာရတယ်ကိုမအစွမ်းစားရှိလို့ပူဇော်ကြတယ်လေးစားကြတယ်ဘုံကြီးလောကဆိုရင်ကြည်ညိုကြတယ်နာမည်ကြီးတယ်အဆရှိသဖြင့်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်အဲ့လိုဖြစ်လို့မို့မန်တက်လာပြီဟေ့ဆိုရင်ဘာနဲ့တူတော့လဲ ကျူပင်ကျူသီးသီးတယ်လို့ဝါပင်ဝါသီးသီးတယ်လို့ငပြိုးပင်ငပြိုးသီးသီးတယ်လို့ဒီသီးလာတဲ့အသည်ဟာအပင်ကိုတတ်ဟုတ်လားအဲ့လိုပဲလာဘတက္ကာရတွေများလို့မန်တက်လာပြီဆိုလို့ရှိရင်ဒီလာဘတက္ကာရမရတာကောင်းနေတဲ့ရတဲ့မန်ဖြစ်လို့နော်အကျိုးမဲ့သွားတယ်ကြာအကျိုးမဲ့သွားတာတွေကရတဲ့လာဘတက္ကာရနဲ့မကမိဘူးပေါ့ဒါကြောင့်မလို့တချို့ပြောရတာရှိတယ် ဒီလက်ပူဇော်တက္ကရာတွေရလို့သူတော်ကောင်အလုပ်ကိုမလုပ်နိုင်တော့ဘူးဆုတ်ယုတ်သွားပြီဆိုရင်အော်အဲ့ဝင်ပစိန်ထွက်တာပဲလို့အဲ့လိုပြောရတာရှိဒါကဘုံဘုံတို့ဘုံကြီးလောကမှာတတိထားเสียအဆုံးမနေနော်ဒါကြောင့်ဓမ္မနာနဲ့ပတ်သက်ပြီးတော့ဖြူချင်းစတော်ဘုရားကြီးရဲ့နော်ပြောတဲ့လွန်တဲ့ဇကားလေးတွေအကြောင်းပြောပြတာဟုတ်လားပညာတက်လို့မှန်ဖြစ်တယ်ဆိုရင်ပါတော့မြင်းရလို့မြင်းမော်လိမ့်ကြလို့ပေါင်ကျိုးရတာနဲ့တူတယ်လို့ပြောနော် ဒါမှမဟုတ်အလွန်ကောင်းတဲ့ဒီဩဝါဒတွေကိုဘုံဘုံတို့မှတ်သားသင့်တယ်ပေါ့ဟုတ်လားဒီမမာနာကိုနှိမ့်ချခြင်းဟာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ဆိုတာလေးကိုဆက်ပြောရင်းတယ်ဟုတ်လားမမာနာကိုနှိမ့်ချတယ်ဆိုတာ